်မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့စက်ထမအတန်းမြန်မာသားဖတ်စာလေးထဲမှာပါဝင်တဲ့ဒီစကားလုံးလေးတစ်လုံးကိုစင့်ပွားသွားတဲ့စင့်ပွားနီးလေးတွေကိုဆက်လက်ပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ် ်เนาะဒီပေးထားတဲ့ရေသေးဖျောင်းခဲတံလဲတဏ္ဍခာထန်းရန်အောင်ဆိုတဲ့ဒါသာရကအနေနဲ့ပြောထားတဲ့စကလုံးလေးတွေဒီစကလုံးလေးတွေကိုစင့်ပွားပြီးတော့သုံးရင်နောက်တွဲဖက်ပြီးတော့เนาะစကလုံးလေးတွေဖြစ်ပေါ်လာတယ်ဆိုတဲ့ဟာကိုဆက်လက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုပထမဦးဆုံးရေကိုကြည့်အောင်ရေကို ်နော်ခွက်ဆိုတဲ့စကလုံးလေးနဲ့တုံးလိုက်မယ်တွဲလိုက်မယ်ဆိုရင်ရေခွက်နော်ရေနဲ့ခွက်နဲ့ပေါင်းရင်ရေခွက်ဒါဆိုရင်နောက်ထပ်စကလုံးလေးတစ်လုံးနဲ့တွဲကြည့်အောင်နော်ဖလားဆိုတဲ့စကလုံးလေးနဲ့တွဲလိုက်ရင် ရေနဲ့ဖလားနဲ့ပေါင်းရင်ရေဖလားဒါဆိုရင်နောက်ထပ်ခန်းဆိုတဲ့စကလုံးလေးနဲ့တွဲရအောင်ရေနဲ့ခန်းနဲ့ပေါင်းရင်ရေခန်း ဒါဆိုရင်နောက်ထပ်ကူးဆိုတဲ့သကလုံးလေးနဲ့တွဲကြအောင်ရေနဲ့ကူးနဲ့ပေါင်းရင်ရေကူးဒါဆိုရင်ဒီလိုသကလုံးလေးတစ်လုံးကနေပြီးတော့ရင်နောက်ထပ်ဆင့်ပွားလာတဲ့စကလုံးလေးစင်ပွားနီးလေးတွေကိုဆက်လက်ပြီးတော့သင်ပေးတာဖြစ်ပါတယ်။ကဲဒါဆိုရင်တစ်ဆိုတာနဲ့စကလုံးလေးကိုကြည့်အောင်။တစ်ဆိုတဲ့စကလုံးလေးကိုပင်ဆိုတာစကလုံးလေးနဲ့ပေါင်းလိုက်ရင်တစ်နဲ့ပင်နဲ့ပေါင်းရင်သဲပင်။ ဒါဆိုရင်သီးဆိုတာနဲ့ပေါင်းလိုက်ရအောင်တင့်နဲ့သီးနဲ့ပေါင်းရင်တေသီးဒါဆိုရင်တာဆိုတဲ့စကလုံးလေးနဲ့ပေါင်းကြအောင်တင့်နဲ့တာနဲ့ပေါင်းရင်တေတာနော်အဲ့လိုမျိုးတွဲဖက်ပြီးတော့သွားတာဖြစ်ပါတယ်နောက်တစ်ခုကဖျောင်းဖျောင်းကတော့တိုင်းဆိုတဲ့စကလုံးလေးနဲ့တွဲมาဖြစ်ပါတယ်ဖျောင်းတိုင်းသူ့ကိုမ နော်အရေးအတွက်နဲ့လိုက်မယ်ဆိုရင်ဖျောင်းတတိုင်းနှစ်တိုင်းသုံးတိုင်းလေးတိုင်းစသဖြင့်နော်တွက်ပြီးတော့သုံးသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်နောက်ထပ်ခဲတံခဲတံဆိုတာကြတော့ဘာနဲ့တုံးမလဲခဲတံကြတော့ချောင်းဆိုတဲ့စကားလုံးလေးနဲ့သုံးမှာနော်ခဲတံတစ်ချောင်းနှစ်ချောင်းသုံးချောင်းလေးချောင်းခဲတံနော်နော်သူကအရင်အတွက်နဲ့တွဲပြီးတော့တုံးသွားမှာဖြစ်ပါတယ်။ကဲဒါဆိုရင်နောက်တစ်ခုလက်ဆိုတဲ့စကားလုံးလေးကိုကြည့်ရအောင်။ ်နဲ့ဆိုတာလေးကိုဘာနဲ့သုံးမလဲဆိုရင်ကဲပရမအောင်ဆုံးစတောင်းနေတဲ့စကလုံးလေးဖက်ဆိုတဲ့စကလုံးလေးနဲ့တွေ့ကြည့်အောင်လက်နဲ့ဖက်နဲ့ပေါင်းရင်လက်ဖက်နော်နောက်တစ်ခုခုတ်ဆိုတဲ့စကလုံးလေးနဲ့တွေ့ကြည့်အောင်လက်နဲ့ခုတ်နဲ့ပေါင်းရင်လက်ခုတ်ဒါဆိုရင်ချောင်းဆိုတဲ့စကလုံးလေးနဲ့ကြည့်အောင်လက်နဲ့ချောင်းနဲ့ပေါင်းရင်လက်ချောင်းဒါဆိုရင် နောက်တစ်ခုကသစ်ဆိုတဲ့စကလုံးလေးနဲ့တွဲကြည့်အောင်လက်နဲ့သစ်နဲ့ပေါင်းရင်လက်သစ်ကဲဒါဆိုရင်လက်ဆိုတဲ့စကလုံးလေးကိုဒီဘက်ကဖက်တို့ခုတ်တို့ချောင်းတို့သစ်တို့စတာလေးနဲ့တွဲလိုက်လို့ရှိရင်အတွင်းစကလုံးလေးတွေပေါ်လာတယ်လက်နဲ့ဖက်နဲ့ပေါင်းရင်လက်ဖက်ခုတ်နဲ့ပေါင်းရင် လက်ခုတ်ချောင်းနဲ့ပေါင်းရင်လက်ချောင်းသစ်နဲ့ပေါင်းရင်လက်သစ်နော်ကဲဒါဆိုရင်နောက်ထပ်တက်နှခါဆိုတာရောကြည့်အောင် ။တဏ္ဍခါဆိုတာကတော့တုံးဆိုတဲ့စကလုံးလေးနဲ့တွဲမယ်ဆိုလို့ရှိရင်တဏ္ဍခါနဲ့တုံးနဲ့ပေါင်းရင်တဏ္ဍခါတုံး။ဒါဆိုရင်ခဲဆိုတဲ့စကလုံးလေးနဲ့ပေါင်းရင်တဏ္ဍခါနဲ့ခဲနဲ့ပေါင်းရင်တဏ္ဍခါခဲကဲဒါဆိုရင်နောက်ထပ်တစ်လုံးကြည့်အောင်ထန်းနော်ထန်းကိုပင်ဆိုတဲ့စကလုံးလေးနဲ့ပေါင်းမယ်ထန်းနဲ့ပင်နဲ့ပေါင်းရင်ထန်းပင် ဒါဆိုရင်နောက်ထပ်တောဆိုတဲ့စကလုံးလေးနဲ့ပေါင်းမယ်ထန်းနဲ့တောနဲ့ပေါင်းရင်ထန်းတောဒါဆိုရင်လျှက်ဆိုတဲ့စကလုံးလေးနဲ့ပေါင်းကြည့်အောင်ထန်းနဲ့လျှက်နဲ့ပေါင်းရင်ထန်းလျှက်နော်ဒီလိုစကလုံးမျိုးလေးတွေရမှာဖြစ်ပါတယ်ဒါဆိုရင်ယန်နောက်ထပ်ယန်ဆိုတဲ့စကလုံးနော်ဖြစ်ဆိုတဲ့စကလုံးလေးနဲ့ပေါင်းကြည့်အောင်ယန်နဲ့ဖြစ်နဲ့ပေါင်းတော့ယန်ဖြစ် ဒါဆိုရင်ရှောင်းဆိုတဲ့စကလုံးလေးနဲ့တွဲကြည့်အောင်ယန်နဲ့ရှောင်းနဲ့ပေါင်းရင်ယန်ရှောင်းဒါဆိုရင်ကုံဆိုတဲ့စကလုံးလေးနဲ့တွဲကြည့်အောင်ယန်နဲ့ကုံနဲ့ပေါင်းရင်ယန်ကုံနော်ကဲဒါဆိုရင်နောက်တစ်ခါအောင်ဆိုတဲ့စကလုံးလေးကြည့်အောင်အောင်နဲ့လန်နဲ့ပေါင်းရင်အောင်နဲ့လန်နဲ့ပေါင်းတော့အောင်လန်ဒါဆိုရင်မြင်းဆိုတဲ့စကလုံးလေးနဲ့တွဲကြည့်အောင် အောင်နဲ့မြင်နဲ့ပေါင်းရင် အောင်မြင်ခဲ့တာဆိုရင်ဒီနေ့ဆက်လက်ပြီးတော့သင်ပေးခဲ့တာကတော့အထမစက်ထမတန်းမြန်မာသာဖတ်စာမှာပါဝင်တဲ့စကလုံးလေးတစ်လုံးကို စင့်ပွားပြီးတော့နော်ဆွဲပြီးတော့သွားတယ်နော်စကလုံးလေးခွဲထွက်နည်းလေးကိုဆက်လက်ပြီးတော့သင်ပေးသွားခဲ့တာဖြစ်ပါတယ်စက်ထမတန်းမြန်မာသာဖတ်စာမှာပါဝင်တာဖြစ်ပါတယ် ကလေးတွေတည်တည်ချာချာလေ့လာနိုင်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်